တစ်ချိန်လုံးကမြတ်စွာဘုရားရှင်တရားဟောဖို့တဲ့ရွာတရားကို ကြွလာခဲ့ပါတယ်။ယသားတွေကလည်းမြတ်စွာဘုရားကိုကြင်ကြွလွန်းလာကြအောင်ဘုရားဟောမဲ့တရားတွေကိုနားယူဖို့တွေရလာကြပါတယ်။ဘုရားကတရားဟောလို့ပြီးကလေးငယ်တယောက်သူ့ဖေရဲ့လက်ကိုဆွဲလျက်ဘုရားရှင်သားကိုရလာပြီးမပြောရဲဆိုရဲနဲ့စိတ်ဆီလေးနေလျက်ဘာမှပြောပဲငြိမ်နေခဲ့ပါတယ်။ဘုရားရှင်ရဲ့မေတ္တာတက်ကြောင့်ပဲကလေးကမေးရသွားပြီးကလေးကရိုသေစွာနဲ့လက်ဟုတ်ချလျက်အရှင်ဘုရား တပည့်တော်ကြောင်းမသွားချင်ပါဘူးဗျာဒီလိုရှောက်လိုက်ပါလေဒီတော့ဘုရားရှင်ကဂိယုနာသက်ဆောင်နေပင်ဘာလို့လဲကလေးတို့ပြန်မေးလိုက်ပါလေဒီတော့ကလေးကမဝင်မရဲနဲ့ကျွန်တော်ကစာညံ့နေဗျာအတန်းထဲမှာလည်းတငယ်ချင်းတွေကနှိမ်ကြပါလေဗျာဆရာကလည်းကျွန်တော်ကိုပဲအမြဲတမ်းစောင့်ကြည့်နေပါလေဗျာပြီးတော့စူလဲစူတယ်ဗျာဒါကြောင့်ကျွန်တော်ကြောင်းမသွားချင်တာပါလို့ပြန်ဖြစ်လိုက်ပါလေဒီတော့ဘုရားရှင်ကတစ်ချက်ပြောရင်လိုက်ပြီး သားပြောတဲ့စကားတွေကြားလိုက်တဲ့နောက်မှာငါပုံမြင်တဲ့ပုဂ္ဂိုလ်အဖတ်ရသွားတယ်။ရွာတရွာရဲ့ကွင်းပြင်ထဲမှာကြောက်တုံးကြီးကြီးတုံးဒီတိုင်းကြီးထားထားကြတယ်။ရွာသားတွေကလည်းကြောက်တုံးကိုခေးမဆိုင်တယ်လို့ကြောက်တုံးကိုယ်တိုင်ကလည်းဘဲမှမသွားနိုင်ဘာမှမပြောနိုင်ဘလို့မှမကျွေးနိုင်ပါဘူးလေ။ဒီတော့ကြောက်တုံးကြီးကအဲ့ဒီနေရာမှာပဲဒီတိုင်းကြီးရှိနေတာပေါ့။ဒီလိုနဲ့တရက်မှအဲ့ဒီရွာကိုပပုစရာကြီးတယောက်ကရလာပြီးကြောက်တုံးကြီးကိုတွေ့သွားတဲ့အခါမှာ ဒီကြောင်တော့ကပပုထုလိုက်ရင် အလွန်လှပတဲ့အယုံလေးဖြစ်လာပါပဲ။ဒါကိုသိလိုက်ပါတယ်။ဒါနဲ့ဘူးဆရာကြီးကလည်းသူနဲ့ဆောက်ပြားတွေကိုသုံးပြီးတော့မှကြောင်တော့ကြီးကိုပုံသွင်းရင်ဖက်ထုတ်လိုက်တော့အဘူးဆရာကြီးကသူနဲ့ချက်ထုတ်တဲ့အချိန်ကြောင်တော့စာတွေကတစားချင်းပြတ်ထွက်ရတာပေါ့။ရိုက်ချက်အတိုင်းကကြောင်တော့ရဲ့ဖြစ်တည်မှုကိုဖျက်ဆီးနေတယ်မို့လား။ဒါပေမဲ့ကြောင်တော့ကြီးကတီးခံနေစေ။ဒီလိုနဲ့ရက်တွေလတွေကြာလာတဲ့အခါမှာတော့အလွန်လှပတဲ့စိတ်ဓာတ်တော်တစ်ခုကိုဖြစ်လာခဲ့တာပေါ့။ ခုတော့လူတွေထိုင်ရှ िख ောပူဇော်နေကြပြီလေအမြင်မပြတ်ပန်းတွေတင်စင်ပြီးတွေထွက်ပြီးပူဇော်နေကြပါဘူးဒီတော့ဘုရားရှင်ဒါလေးဒီပုံမြင်တွေကကြောက်တုံးကဘဝဆရာကြီးထုတ်ရဲ့တူတန်ကိုမခံနိုင်ဘူးဆိုရင်အခုလိုလှပတဲ့စင်လိုဖြစ်လာပါဦးမလားဘုရားရှင်ကမိတတ်တဲ့အခါမှာကလေးကလည်းမျက်နှာလေးလင်းလာပြီးဒါဆိုရင်တော့စင်လိုဖြစ်မလာတော့ပါဘုရားလို့ပြန်ဖြေလိုက်ပါလေပြောချင်တဲ့သဘောကအဲ့ဒါပဲကလေးရဲ့ဒါကအခုချိန်မှာလက်လျှော့လိုက်မယ်ဆိုရင် လူတွေကတားကိုမေးသွားကြတော့မှ တကယ်လို့တားကကြိုးစားမယ်လဲကြတိုင်းပြန်ထမယ်ဆိုရင်တနေ့မှလည်းလူတွေအားကိုးတိုက်တဲ့လူသားတရဖြစ်လာမှာပဲလို့မေးကြပြီးမြတ်စွာဘုရားကခေးဆက်ခဲ့ပါလေဖျားရှင်ဆက်လျှောက်သွားတဲ့အခါရွာတရားကိုဖြစ်ရပြီးရွာလမ်းဘေးတနေရာတစ်ပင်ကြီးကြီးအောင်မှာအေးဆေးစွာနဲ့လဲလျောင်းနေတဲ့သူတရားကိုတွေ့ရပါတယ်အဲ့လူရဲ့ဇနီးဖြစ်သူကတော့အနားမှာငိုနေလျက်ကလေးတရားကိုလည်းခြေထားပါသေးတယ်မေသမီးကဖျားရှင်ကြွလာလို့မြင်လိုက်ရတော့ ခြေတော်ရင်မဥခက်ကတော်လေးရဲ့အရှင်ပြတပည့်တော်စဉ်းစားရခက်နေပါပြီတပည့်တော်ရဲ့ကလေးတွေဘာမှမဆိုင်ရတာ၃ရက်လောက်ရှိနေပါပြီပြီးတော့တပည့်တော်ယောက်ျားကလည်းအခုလိုပဲအမြဲမူးနေပြီအခုလိုအပင်အောက်မှာအမြဲလဲနေပါတယ်ရှင်ပြသူဘာလုံးပါလဲမလုပ်ပါဘူးရှင်ပြလို့မြေသမီးကရှောက်တင်လိုက်ပါတယ်ဒီတော့ဖုရားရှင်ကမြေသမီးမျက်နှာမှာသူခံစားနေခဲ့တဲ့ဝေဒနာတွေမြင်ရပြီယောက်ျားဖြစ်သူငမူးဘက်ကိုလှည့်ကတကကြီးကဘာလို့လုံးမလုပ်တာတော့လို့မေးလိုက်ပါတယ် ဒီတော့ခေါင်းငိုက်ဆိုင်စွာနဲ့တပည့်တော်ကိုဘသူကအလုပ်ပေးမှလဲဗျာကျွန်တော်မှဘာတတ်ပညာမှလည်းမရှိပါဘူးကျွန်တော်မှအာရုံလည်းမရှိပါဘူးဒီတော့ဘုရားရှင်ကတပြင်းပြင်းတစ်ချက်ကိုချလိုက်ပြီဒါဆိုရင်ကလေးတွေကရောဝင်းမေးချင်းကလေးကအတတ်ပညာအသိပညာတွေတက်လာလို့လားဒီလိုမေးလိုက်တဲ့အခါမှာအဲ့လူကမဝင်မရဲနဲ့မတတ်ပါဘူးဘုရားလို့ပြန်ရှာလိုက်ပါတယ်ဒီတော့ဘုရားရှင်ကဒီအတတ်ပညာတွေကဘယ်ကရောက်လာတယ်လဲလို့ထပ်မေးလိုက်ပါတယ်သင်ယူရပါတယ်ဘုရားလို့ပြန်ရှာလိုက်ပါတယ် ဒီတော့ဖျားရှင်ကဆက်ပြီးအေးအဲ့လိုပဲဘယ်သူမဆိုစူးစမ်းရင်တနေရာမဟုတ်တနေရာမှာတော့အောင်မြင်ထောပေါက်နိုင်ပါတယ်။ဒါပေမဲ့ကိုအားနဲ့ချက်ကိုကိုပဲမြင်နေမယ်ဆိုရင်တော့ဘယ်နေရာကမှရောက်နိုင်မှာမဟုတ်ဘူး။ဒီလိုမိနေပါလေ။ဒီတော့သူကမဝင်မရင်းနဲ့စူးစမ်းရင်ပြောင်းလဲနိုင်သလားလို့ထက်ရှောက်လိုက်တဲ့အခါဖျားရှင်ကပုံမြင်လေးတစ်ပုဒ်ပြောပြမယ်။လား ထောင်ပါလို့မိလိုက်ပြီ။တခါတော့ကရွာတရာမှာလက်သမားနှစ်ယောက်ရှိတဲ့ ကျွန်တော်တယောက်စလုံးကလည်းပမာဏတူတဲ့မြေရိုင်းတစ်ခွက်စီကိုရှိကြတဲ့အဲ့တဲကလက်သမားတယောက်ကမြေကရိုင်းဖြစ်နေပြီဒီမြေကလည်းဘာပင်မှပေါက်လာမှာမဟုတ်ဘူးငါစူးစားလဲအဖို့ပဲလို့ညီးသွားလျက်ကိုယ့်ရဲ့ကန်ဆာတာကိုဖြစ်တယ်ရင်မှိုက်တွေ့နေပါတယ်နောက်လက်သမားကတော့ဒီမြေကမာပဲမာတာပါဒီလက်ခွက်ထဲကလက်ထွန်လိုက်မယ်ဆိုရင်ရေလောင်းပြီးမြေကြီးတွေပြောက်အောင်လွတ်လိုက်ရင်တခုခုတော့စိုက်လို့ဖြစ်တော့တယ်လို့တွေးပြီးနေရောညပါစူးစားလျက် အချိန်6လလောက်တိဘာအကျိုးမြတ်မှမထွက်ရသေးပဲဈေးမလျှော့ကဆက်လုပ်လိုက်တော့9လမြောက်လာမှာတော့သူ့ရဲ့လက်ကွက်တဲကနေဆဲဆူလာခဲ့ပါလေအဲ့နှစ်ကသင်းနေအထွက်ဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်ဒီတော့လူတွေရဲ့ဘဝလက်ကွက်ဘလို့ပင်ဖြစ်နေပါစေဇွဲနဲ့လုံးလာထားပြီးအောင်မြင်မှုဆိုတဲ့ဒီပင်နေစိုက်ပျိုးလို့ရနိုင်ပါတယ်ပြီးတော့ဘုရားရှင်ကအဲ့လူရဲ့မျက်နှာကိုကြည့်လျက်အားနေချက်ဆိုတာအမြဲတမ်းတည်ရှိနေတာမဟုတ်ပါဘူးဒါအချင်းတစ်ခဏလေးအတွက်ပါပဲ။ တကယ်လို့စ조사အထောက်မှုမရှိခဲ့ဘူးဆိုရင်တော့အဲ့အာနဲ့ချက်ကတီမဲကောင်းတီမဲသားပါလိမ့်မယ်။မိကုံမေအာနဲ့တယ်လို့ယူဆရင်တရက်နည်းနည်းပြုပြင်သွားကြည့်ပါ။တင့်ကိုတဲ့အောင်မြင်မှုတွေတဖြည်းဖြည်းရလာပါလိမ့်မယ်။ဒီတော့မှအဲ့လူကနားလေသွားပေါက်သွားပြီးဖျားရှင်ရှင်မဥညွတ်ရဲ့အရှင်ဘုရားတပည့်တော်ဘာလို့မဆိုလို့ဖို့အသင့်ပါပဲလို့ရှောက်တယ်လိုက်ပါလိမ့်။တပည့်တော်ကိုဘယ်ကဆက်လို့ရမယ်ဆိုတာကိုသာလမ်းပြပေးပါ။ဒီတော့ဖျားရှင်ကပြုံးရလျက် ဘာအလုတ်ကမစိုးဆက်လုပ်လို့ရပါတယ်။အလုတ်တေးလေးကလည်းဆက်လုပ်လို့ရပါတယ်လို့ပြန်မိတ်လိုက်ပါတယ်။ထဲခုတ်လို့လည်းရတယ်လို့တွန်းထဲကရေလဲခက်လို့ရပါတယ်။လေထဲမှာနေစားလို့လည်းဝင်လို့လို့ဖြစ်တယ်လေ။အလုတ်ဆိုတာကြီးရဲသေးတယ်မရှိပါဘူး။အရှင်ဘုရားကဒီလိုမိတ်လိုက်တဲ့နောက်မှာတော့ရွာထဲမှာရှိတဲ့အတော်တော်များများရဲ့ဘဝရည်တည်မှုတွေကွာခြားသွားခဲ့ပါတယ်။ကြောင်မသွားခြင်းမှုလို့ပြောတဲ့ကလေးလဲကျောင်းကိုနေတိုင်းအရင်ဆုံးရောက်လာတယ်။သူဆုံးပြချက်ကတနေ့ ငါလဲလူကြီးလူကောင်းတယောက်ဖြစ်ရမယ်လို့ဆိုဖြစ်လိုက်တယ်။ဟိုအပြင်ကြည့်နေတဲ့ရဲသမားရွာလေကရေထဲမှာခါချင်းဝင်ယူပြီးရေခဲသမားအလုပ်လုပ်ရင်းတဖြည်းဖြည်းနဲ့လေထဲမှာဆက်ပြေးဖို့တင်ယူရင်းသာနေငယ်ကြမှာသူ့ရဲ့အိမ်ထဲမှာစားတဲ့ရက်ကလည်းစူတောင်းနိုင်ခဲ့ပါတယ်။ဒါကြောင့်မင်းမဖြစ်သူကလည်းစိတ်ချမ်းသာလျက်ကလေးတွေကလည်းပျော်ပျော်ရွှင်နေခဲ့ကြပြီပေါ့။ရွာသားတွေအားလုံးလည်းဖျားဟောတဲ့တရားတွေကအားနည်းချက်ဆိုတာအကြောင်းပြချက်မဟုတ်ဘူး။ဇွဲလုံးနာကသာအားကိုးစရာပါပဲလား။